ဒီလိုနှစ်ကနန်းသမားတသမိမိလေးတွေဟာဘလို့အမှုအကျင်းဇိုင်းလက္ခဏာလေးတွေရှိတယ်ဆိုတာကိုဒီနေ့စူပါမန်ကမမေတို့သိရှိရအောင်ဘဟုတုတအဖြစ်တင်ဆက်ပေးလိုက်ပါစီနော်နှစ်ကနန်းဆိုတာဟာညီညွတ်မှုဟန်ချက်ညီမှုစီလုံးမှုနဲ့ဆက်ဆံရေးကိုကိုးစားပြုတာပါဒါကြောင့်နှစ်ကနန်းမွေးဖွားသူလေးများဟာအယံကိုနူးညံ့သိမ်မွေးပြီးအရာရာကိုစာနာတတ်ကြပါတယ် တခြားသူများရဲ့ခံစားချက်များကိုအလွယ်တကူသိရှိခံစားနိုင်ပြီးတခြားသူများခံစားနေရတာကို မကြည့်ရဘဲဝင်ရောက်ခံစားတတ်ကြသူများဖြစ်လိမ့်ရှိပါရဲ့သူတို့ရဲ့ကောင်းမွန်တဲ့တခြားချက်ကတော့သူတစ်ပါးနဲ့တွဲဖက်လောက်ကင်ဖို့ပူပေါင်းဆောင်ရွက်ဖို့ကိုနှစ်သက်တကြသူများဖြစ်ကြပါရဲ့တယောက်တည်းအထီးကျန်စွာတကိုယ်တော်လှုပ်ဆောင်ရခြင်းတဲ့အဖွဲလိုက်ပူပေါင်းဆောင်ရွက်ရခြင်းကိုပုံမှန်နှစ်သက်လေးလည်းရှိပါရဲ့ အများနဲ့ပူပေါင်းဆောင်ရွက်လို့သူများဖြစ်လို့တခြားသူများအကြမှာအခြေအနေတွေကိုပြည့်လည်အောင်ပြဿနာမရှိအောင်ညီညွတ်အောင်လေးဂျားဝင်လှုပ်ဆောင်ပေးလို့ရှိတတ်ကြပါတယ်။အချင်းချင်းချစ်ခင်မှုရရှိအောင်တလှစားတာရှိရှိနေထိုင်တတ်အောင်အလေးပေးဆောင်ရွက်လေးလည်းရှိပါတယ်။တခြားသူများနဲ့အငင်းခုံရံဖြစ်တာမျိုးကို ရှောင်ရှားလေးရှိတတ်ကြပါတယ်။မိသားစုများနဲ့အခြားသူများအတွက်နှစ်ကနန်းသမားလေးများဟာအရန်ကိုတစ္ဆာရှိပြီး အာကိုရတဲ့တငယ်ချင်းမိသားစုဝင်လေးအဖြစ်ရက်တီလေးလည်းရှိပါ၏တခြားသူများလိုအပ်သမျှကိုကုညီရန်အမြဲအစဉ်သင့်ဖြစ်နေကြသူများလည်းဖြစ်ကြပါ၏အားနေတဲ့အနေနဲ့ကတော့တခြားသူတဦးရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးခံစားတတ်တာကြောင့်အခြားသူခံစားချက်ကိုထိခိုက်မှစိုးရိမ်တဲ့အတွက်ဆုံးဖြတ်ချက်ချရမှာစံကြတာဆုံးဖြတ်ချက်ချရခက်ခဲတာတွေ ဖြစ်လိမ့်ရှိပါ၏တခြားသူများရဲ့ထောက်ခံအားပေးတာ အကြံဉာဏ်တောက်ခံမှုကိုလည်းလွန်စွာနှစ်သက်တကျသူများဖြစ်ကြပါရဲ့နှစ်ကနန်သမားလေးများမှာ ဖန်နီးမှုဆိုင်အားစွမ်းရည်များရှိတတ်ပြီးဂီတပကြီးစပေလိုစိတ်ခံစားမှု ထုတ်ဖော်ပြတာတွေအမှုပညာဘက်တွေမှာစိတ်ဝင်စားမှုရှိတတ်ကြသူများဖြစ်လို့ရှိပါတယ်။မိမိတို့ရဲ့တသားမိမိလေးများဟာနှစ်ကနန်သမားလေးများဖြစ်နေခဲ့ပြီဆိုရင်တော့သူတို့ရဲ့နုညံ့သိမ်မွေ့မှုကိုချီးမွမ်းပေးတင်ပါတယ်။ စိတ်ခံစားမှုအကြောင်းတွေကိုပြောပြပေးပြီးသူတို့ရဲ့စိတ်ခံစားမှုကို ဖွင့်ပြပြောဖို့အားပေးပြီးစိတ်ရှိလက်ရှိနားထောင်ပေးတင်တာပဲဖြစ်ပါတယ်။သူတို့ရဲ့အားနည်းမှုတွေဖြစ်တဲ့ဆုံးဖြတ်ချက်ချရမှာနှောင့်နှီးစံကြတတာကိုကောင်းမွန်မြန်ဆန်လာစေဖို့သူတို့စိတ်ကြိုက်ရွေးချယ်မှုများကိုဥပမာဝေစာစင်ရင်နာစားစာရွေးချယ်တာစတာလေးတွေကိုပြုလုပ်စေတင်ပါတယ်။ ပဋ္ဌာန်းချက်ဖြစ်တဲ့ပူပေါင်းဆောင်ရွက်လုပ်ကိုင်လို့တဲ့စိတ်ကိုအားပြည့်တဲ့အနေနဲ့မိသားစုဝင်အတွင်းလှုပ်ဆောင်ကြရများကိုအထူးတကားလှုပ်ဆောင်စေပြီးမြင့်တင်ပေးနိုင်တာပဲဖြစ်ပါတယ်။ပကြီးဂီတစပေးစတဲ့အမှုပညာများကိုဖန်တီးရန်စိတ်ဝင်စားပါက အားပြည့်ပံ့ပိုးပေးဖို့လည်းအကြံပြုချင်ပါသေး။နေကနန်းသမားများဟာဝင်ခံချီးကျူတာကိုနှစ်သက်လိရှိတော်လေဝေဖန်မှုကိုတော့မခံနိုင်တဲ့သူများဖြစ်လို့သူတို့ကိုဝေဖန်ပြောကြမယ်ဆိုရင်တော့ နူးညံ့တိမ်မွေးပြီးအေးဆေးစွာပြောဆိုစင်တာပဲဖြစ်ပါရဲ့ကဲအခုဆိုရင်တော့နှစ်ကနန်းဖွာတတမမီလေးရဲ့အာသာချက်အားနည်းချက်လေးတွေကိုမမေတို့သိပြီဖြစ်လို့တတမမီလေးတွေကအကောင်းဆုံးထိမ့်သိမ့်ပြီးလိန်မာတဲ့တတမမီလေးတွေရရှိနိုင်ပါစေကြစူပါမန်ကစွမွန်ကောင်တောင်းပြလိုက်တာပဲဖြစ်ပါရဲ့စူပါမန်ကမမေတို့အတွက်ဘဟုတရရရစရာအကြောင်းအရာလေးတွေကိုခါအားလို့ဆိုတာတက်ဆက်ပြီးသွားမှာဖြစ်လို့ မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်အခုလိုနားဆင်ပေးကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်